ကြပြရဲ့စပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်။ကြပြရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်။ကြပြနဲ့ပတ်သက်တဲ့မြတ်အရာအားလုံးကိုကျွန်တော်ချစ်တယ်။အဲ့ဒါကြောင့်မို့လို့ကြပြအနာမှာကျွန်တော်အချိန်တန်းရှိနေပြီးကျင်တာအဲ့လိုရှိခွင့်ရဖို့အတွက်ကိုလည်းအဲ့ပြောမလို့တုံးတဲ့တော့ဆောင်ခဲ့ရ။ဘူးမပြောရတာဆိုတော့လေဘူးကပါပါပေါ့။၁၇နှစ်လောက်ဆောင်ခဲ့ရ။၁၇နှစ်လောက်ဆောင်ခဲ့ရ။ တော့တော့မဆုံးဘူးเนาะဟုတ်တယ်အဲ့ဒီကအဲ့လိုမျိုးရည်စားစကားပြောတဲ့အစင်ကအဓိကအဲ့လိုမျိုးတို့ကတော့ဒါကိုကြည့်ကြည့်နေတာပေါ့เนาะဘာလို့လဲဆိုတော့တိုင်ရုံးနေနေရကြတော့ဒီဇက်ကြမ်းကားတွေရိုက်ခဲ့ပဲဒီဟာတာကားတွေပဲခဲ့တဲ့ချိန်မှာမှဒီဆက်ဆက်ပါပါတကယ့်ကိုမြင်ရခဲ့တဲ့ဒီရိုးရက်ကားတကားထွက်လာတယ်ဆိုတော့ပြစ်တက်နေတဲ့အရန်ကြည့်ကြည့်မယ်လို့ကျွန်တော်ကထင်ပါတယ်ကျွန်တော်တို့လည်းအရန်ကြည့်ကြည့်လို့ဒီနေ့ကပ်ပဲရှုမှမရမကဘူးကျွန်တော်က

မောင်တိုင်ရုံလေးနဲ့ဒီပို့ပို့မိသားတို့ဘလို့ရိုကြအောင်လဲဆိုတော့အရန်ကြည့်ကြည့်နေရပါဘောဟုတ်မောင်တိုင်ရုံလေးပြောပြကြအောင်ပြောပြပါအားနေရာမင်းဝင်ရိုက်ချင်တယ်ဒီဦးရတာဘယ်လိုပြောပြရမလဲဟုတ်တယ်သူပြောသလိုပဲကျွန်တော်တို့ကဆိုတော့ဒါကတော့အမှန်တကယ်ကျွန်တော်အရင်တော့ကရိုမက်တစ်ကားကြီးရိုက်မယ်ဆိုရင်ကျွန်တော်ထွက်ပြေးရတယ်မပါဘူးရှုံးတယ်မလိုက်ဘူးလုံးဝလုံးဝမလိုက်ချင်ဘူးမလိုက်ချင်ဘူးမရိုက်ချင်ဘူးပေါ့နော်မရိုက်ချင်ဘူးလောကကျွန်တော်တို့အရင်ခက်ခဲတယ်ဟုတ်တယ်ဒါပေမဲ့ အဲ producer ကနေပြီးတော့ဒါအဲ့လိုမျိုးကနေရိုက်ချင်တယ်ကျွန်တော်လည်းအရင်လုပ်ကြည့်ချင်တယ်ကြိုးစားကြည့်မယ်ဗျာလို့ဆိုပြီးတော့ဒါဆက်ဆက်ရေးတဲ့ကဒါမလိုက်မဖက်ကိုဆက်ရေးရတာဒါချုပ်ပြောရတာပါမလိုက်မဖက်ကိုဆက်ရေးတယ်ဆိုတာဒါဒီထဲမှာကောင်းကြီးနဲ့ကောင်းမလေးကဘာလို့လဲပြောပြရမယ်ကောင်းမလေးကဖြူဖြူချောချောအဲ့လိုမျိုးလေးကွာကောင်းကြီးကခက်ကျန်းတယ်ဆိုတာကြတော့အဲ့ဒါကြောင့်ဒီတေးဥဆောင်တယောက်ကဒီလိုမလိုက်မဖက်ဖြစ်နေရပါတော့ဆက်ရဲ့သဘောအရဟုတ်ဒီထဲမှာကျွန်တော်အဲ့လိုအကြည့်တွေကတေချာဖမ်းလာတယ်ပေါ့နော် တေချာဖန်းတာဆိုတာမပွင့်ရဲ့ကြိုးစားမှုပေါ့နော်တေချာလေးကျွန်တော်တို့ဒါဒီကားထဲမှာဝတ်တဲ့အဝတ်စားတွေရောရိုက်တဲ့ location တွေဟုတ်တယ်အတန်နေတချင်းနေဆိုလို့ရှိရင်ကျွန်တော်ဇက်ဝင်တေးပြီးတော့၃ပုတ်၃ပုတ်အစ်စ်တပုတ်ရဲ့နောက်ထပ်အာနာမည်ရပြီးသားပြိတ္တိပြီးသားတချင်း၂ပုတ်ရဲ့ဇက်ဝင်တေးဆိုလို့၃ပုတ်ကျွန်တော်နောက် ပြီးတော့ location ဆိုရန်ကုန်မှာရရခဲတဲ့နေရာရရခဲဆိုတော့လူအများကြီးနေရာရှင်းရခတ်တယ်လေအဲ့နေရာမှာကျွန်တော်စူးစမ်းပြီးတော့ရိုက်ကူတာတယ်အာပြီးတော့ ဟိုဒီထဲမှာအကြည့်ရအောင်ဆိုကျွန်တော်ဒေချာလေးတကယ်ဘယ်မှာစိတ်ချစ်တဲ့အကြည့်ရဖြစ်အောင်လို့တော့စူးစမ်းပြီးတော့လုပ်ပါတယ်တကယ်မှုပါနေအောင်လားတကယ်လည်းမှုပါပါတယ်မှုပါပါတယ်မှုပါပါတယ်ကိုလေးကလည်းချောတယ်နော်ဟုတ်ကဲ့သူနဲ့လည်းလိုက်တယ်လေသူနဲ့လည်းလိုက်တယ်ဆိုတာဒါဟိုအဲ့လိုမျိုးသူ့ကိုစရွေးတဲ့ကလည်းသူနဲ့ဒီနေရာလေးကလိုက်တယ်ဆိုပြီးတော့ သူ့ရွေးချယ်ပြီးခဲ့တဲ့ကားပေါ့ဆိုတော့ကတော့သူနဲ့လည်းအရင်လိုက်ပါအဲ့မို့ဒီဒီစကားက तू ကရိုက်ရိုက်ပြီးရိုက်နေတယ်ပါလေ तू ရေခုံစိတ်လို့ကြားရိုက်ပြီးသွားတဲ့ချိန်မှာတချင်းနေအတင်ဆက်တဲ့ချိန်မှာလည်းတော်တော်ဖြစ်နေတာကောင်းလေးရလေအဲ့ဘုတ်ဘုတ်ဒီစကားပေါ်မှာရေခုံတဲ့ဟာကိုပြောတာဒီစကားပေါ်မှာ तू ဘယ်လိုဖြစ်နေမလဲဆိုတော့ तू ကိုအဲ character ပေါ်မှာရင်ခုံလာပါတော့နော်တခြားရင်ခုံနေပါလေဆိုတော့လည်းမသိဘူးအဲ့ဒါဝင်နေတော့ character ဝင်နေတော့မယ် ကဲဟတ်တက်ဖန်လေးဆိုတော့ကျင်းနဲ့လက်လက်ပါကိုက်ချင်တယ်ဟုတ်လားကိုက်မိလေလားကိုက်ကျင်းနဲ့ဒီတော့မတ်တရားလေးဖတ်တယ်အဲဒီစကားလေးကကျွန်တော်တို့မကြည့်ခင်မှာတည်းကပေါ့နော်ဒီဒီတချင်းလေးတွေထွက်တဲ့အမှကြည့်ကြတဲ့ကကျွန်တော်စီနီမတ်တစ်ဖြစ်တာကိုကျွန်တော်ကသဘောကျတယ်အဲကျွန်တော်တို့ဒီအချစ်ကားလေးတွေမှာဆိုတကယ်တမ်းကြည့်ရတာဒီမေသားမေသမီးတွေရူရာနေမဟုတ်ဘူးပေါ့နော်စီနီမတ်တစ်ဖြစ်တယ်ဆိုပို့ပြီးတော့ရုပ်ရှင်ရသားကိုပြည့်စုံကြည့်တယ်ပေါ့နော်ဒီထဲမှာ တော်တို့နှစ်ယောက်အပြင်မက်ပွင့်ရဲ့조사မှုကိုလည်းကျွန်တော်တို့ပုံတွေ့ရမှာပေါ့နော်မက်ပွင့်ကဒီအချစ်ကားတွေပဲရိုက်တယ်ဆိုတော့ဒီကားမှာကျတော့အဲနည်းနည်းပုံစံပြောင်းထားမယ်လို့ကျွန်တော်တော့ယူဆမိပါတယ်ဟုတ်တယ်မဟုတ်လားကျွန်တော်ဒီတက်ဝင်မှုကဒီကားကအဲ့လိုမျိုးကျွန်တော်တို့ဒါရှိသစကားဒါရေစကားပြောတဲ့အခါကျွန်တော်တို့အဲ့ဒီကားစကားတကားလုံးကျွန်တော်တို့ရိုက်ကူးတဲ့အချိန်လဲကြာရယ်အဲ့စကားအကုန်လုံးရိုက်ပြီးတော့မှ အဲ့ဒီဇာတ်ကပြောရရင်တစ်စင်းနဲ့ရိုက်ဖို့အတွက်ကျွန်တော်တသက်တည်းထက်တယ်တာဖြစ်ပါတယ်။ဘာလို့ဆိုတော့အစတည်းကျွန်တော်စမပြောဘူး။ဒီကားရိုက်နေစဉ်ကာလအတွင်းမှာကျွန်တော်တွားတဲ့နေရာလေးတွေများတယ်။အချိန်နဲ့နည်းနည်းကြာဆိုတာကြောင့်ဒီမင်းသားနဲ့မင်းသမီးကို chemistry မိအောင်လို့တမင်ထားရတာပေါ့နော်။အဲ့ဒီစင်ကိုကျွန်တော်တသက်အဲ့ဒီကားရိုက်ပြီးတော့မှကျွန်တော်တစ်ပတ်လောက်နေတော့မှရိုက်ဖြစ်တယ်။ဘာလို့ဆိုတော့ရိုက်နေစဉ်ကာလအယုတ်တွေကိုလည်းပြန်ပြီးတော့ခန်းစားလို့ရအောင်။ပြီးတော့ ဒီဘက်လောက်ကြာမှပြန်ရတဲ့အချိန်မှာပြန်တွေ့ရခံစားချက်မျိုးလည်းရအောင်လို့တမင်ကိုမကွင်ရဒီမှုကိုဖမ်းပြီးတော့ဘယ်လိုပြောရမလဲအရင်လွမ်းနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့တော့စကားထဲကအယုတ်တွေလည်းပြန်ခံစားလို့ရအောင်လို့ဆိုပြီးတော့ကျွန်တော်အဲ့ဆင်းကိုကျွန်တော်ရိုက်ခုခဲ့တာဗျအဲ့အတွက်ကြောင့်မလို့ဒါအဲ့ဆင်းလေးအဆင်ပြေသွားလို့ချင်တယ်အဲ့လိုပြောမလို့၃နှစ်လောက်ဆောင်ခဲ့တာခုမှပြောရတာဆိုတော့လေခုကပါပါပေါ့၁၇နှစ်လောက်ဆောင်ခဲ့ရတာ၁၇နှစ်ပဲဆောင်ခဲ့ ာပြောတာမဆုံးဘူးဟုတ်တယ်အဲ့ဒီကအဲ့လိုမျိုးရည်စံစကားပြောတဲ့အစင်ကအဓိကအဲ့လိုမျိုးသူပြောကျင်တဲ့ဟာတွေကိုမမွတ်မယဲနဲ့တောက်လျှောက်ဆက်ပြောလိုက်တဲ့ပုံစံမျိုးပေါ့နော်အပြင်တဲ့ကာရိုက်တာညီွားတာပေါ့လို့ဟုတ်တယ်အပြင်မှာလည်းပြောကျင်တယ်အဲ့လိုဇာတ်လိုက်ပြောပြတာကာရိုက်တာထပ်တူကြရနေတာပေါ့ပြင်တဲ့ကာရိုက်တာထပ်တူကြပါတယ်အဲ့လိုဖြစ်သွားတာအေးဖြစ်သွားတာကာရိုက်တာဖြစ်ပါတယ်စိတ်ကြည်ပါတယ်ခင်ဗျာဒီနေ့ကတော့ဒါတယောက်တည်းမပွက်တက်လာတော့တယောက်တည်းမပွက်တက်အခုမှမိသားတော့ဒါပြိတ္တတွေဒီနေ့ကတော့သူကတော့ဒါ အဲ့လိုကိစ္စလေးရှိလို့ရှိတဲ့အတွက်ကြောင့်ဒါဒီနေ့ပေါ်ရမလာရောက်နိုင်ခြင်းဖြစ်ပါတယ်။ဟုတ်တယ်အဲ့ဒီကမူကပြန်ဖန်းတာပေါ့ကျွန်တော်တို့အဲ့ဒီအဲ့ဒီမူကိုပြန်ဖန်းတာပေါ့ဒီစကားကိုလာကြည့်မယ်ဆိုလို့ရှိရင်ဒီအဲ့ဒီစကားပြောတဲ့စင်လေးရကဒုတိယချိန်မှာပြောတဲ့စင်လေးဖြစ်ပါတယ်။ဘာဖြစ်လို့ဒုတိယချိန်ပြောတဲ့စင်လေးမှာဒီကောင်းမလေးကကောင်းလေးကိုစကားမဆုံးသေးပဲပြေးဖက်လိုက်ရလဲဆိုတော့အရှိမစကားထဲမှာအကြောင်းအရာထုတ်ပါပါတယ်။အဲ့ဒါကြောင့်မလို့ဒါဒုတိယချိန်ပြောတဲ့စင်ဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာလေးရလဲဒီစကားကြည့်လို့ရှိရင်ပြစ်ထားမိပါပါကျွန်တော်တို့ကျွန်တော်ဘာကြောင့် ဒီသားကောင်းလေးဒီသားကပြောတာမဆုံးသေးပြည့်ဖက်လဲဆိုတော့ဟာကောင်းမလေးကကောင်းလေးလည်းအရင်ချစ်လို့ပါအဲ့ဒါကြောင့်သူကဇက်ကမြုပ်ထားလေးပြောနေနေတိုင်းလွမ်းတယ်ကောင်ဟိုတပတ်နေတော့သူကဒီဒါရိုက်တာကျတော့တချမ်းပဲအရင်မှုပါနေမှာသူမင်းလေးပဲကျအချိန်ပေးလိုက်တာတပတ်မင်းသားပဲကျစကားဆမ်းပြန်ခင်လည်းမှုပါတာတွေ့မယ်တွေ့မယ်ဒါဒီနေ့ကငါပွဲမှာမလို့ဒါငါငါ့ကိုလာရောက်ဝင်ရနေတာမဟုတ်ဘူး။ဘာမှမပြောသေးဘူး။ ်ဒါအားနာမှုကောင်းတော့ဒါပါတကယ်ချင်းငွေရနာတော့ဒါကြည့်နေတယ်ဆက်တွေ့ကြမှာပွဲတယ်မှာရှင်ကတော့ဇက်ကားလေးကမူအတိုင်းရှင်ခုမာတယ်ဒါကတော့အပြင်မှာတော့ဒါကျွန်တော်တို့ကအလုံးတူလုပ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးစိတ်တွေဆိုတာမရှိကြဘူးအကုန်လုံးကပပပဲရိုက်ကူးကြတာဟုတ်တယ်ကျွန်တော်တို့ item မှာကျတော့လေအပေးယူညမှာကျွန်တော်တို့ကြည့်လို့ကောင်းလာအောင်တဲ့မှာဒီဘက်က item ကဘလောက်ပဲဆွဲဆွဲဟိုဘက်ကပြန်ဆွဲတော့မှလည်းကြည့်လို့ကောင်းပါဆိုတော့ဒီဒီဒီ ဒီဟိုဘက်ကနှစ်ယောက်စလုံးညီနေတဲ့ခါကျတော့ပို့ပြီးကြည့်လို့ကောင်းတာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ကအတူထွာလေးကြီးရတယ်ကျွန်တော်အားအားမြလာတော့လေဒီကုကရိုင်ဒီနေ့ ဒီပွဲမှာလာကြည့်ရပါတော့။ဒီချစ်သူစရာရုပ်ရှင်ကားကြီးတင်တဲ့ခါကျလို့ရှိရင်လည်း writer map ပွင့်ကအကောင်းဆုံးစူးစမ်းထားတာဖြစ်တဲ့ကြောင့်မို့လို့မပါဝင်တဲ့တိကျဆောင်ဖြစ်တဲ့တိုင်အောင်နဲ့ဘုဘမီတာတို့ရဲ့အဲအကောင်းဆုံးစူးစမ်းမှုတွေကိုလာရောက်ပြီးတော့ဝိုးရံပေးဖို့အတွက်ကိုကျွန်တော်တို့ညီကိုတွေကဒီနေရာနေပြီးတော့အားလုံးဖိတ်ခေါ်ချင်ပါတယ်။အခုဒီလိုမျိုးဒီနေ့မီဒီယာတွေအကုန်လုံးနဲ့ဆက်စုံနေတဲ့တက်ရောက်ခဲ့ပြီးတော့ဒီကားလေးကိုစိတ်ဝင်စားရှိပေးတဲ့ကြောင့်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကားလေးကလည်းအများကြီးကြိုးစားရတယ်ကျွန်တော်ပြောသလိုပဲရုပ်ရှင်ဆန်နဲ့ရုပ်ရှင်ကားတွေအများကြီးပေါ်ထွက်တာဖို့အတွက်ဒီလိုရုပ်ရှင်ဆန်တဲ့ဆက်ကားတွေအများကြီးအပိပို့လိုအပ်ပါတယ်ဒီအတွက်ကြောင့်မလို့ဒါအခုနောက်ပိုင်းဆိုတဲ့ကားတွေကအများကြီးကောင်းလာတယ်လူငယ်တွေဖန်တီးတဲ့ကားတွေလည်းအများကြီးကောင်းလာတယ်ဆိုတော့ကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အရန်ကြိုက်တဲ့ကျွန်တော်အရန်သဘောကျတဲ့ရုပ်ရှင်ကားရယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင် Facebook မှာ post တင်ပြီးတော့ support ပေးပြပါတယ်ဒီအတွက်ကြောင့်မလို့လည်းအဲဆက်ကားကောင်းတွေပေါ်ထွက်လာဖို့ပြည်သက်တွေအပိပို့အတွက်ပြောချင်ပါတယ်ကျွန်တော်တို့အားလုံးကြောင်းလေးပြီးစူးစမ်းနေပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်